ငွေစိုးငွေမိုက်ဆိုလို့ရှိရင်တလန်ရှောင်းရင်လွတ်တယ်။ကြားစိုးကြားမိုက်ဆိုရင်တရောရှောင်းရင်လွတ်။လူစိုးလူမိုက်ဆိုလို့ရှိရင်မပေါင်းတဲ့အနေနဲ့ရှောင်းပါမင်းတို့ကလူငယ်တွေနော်မင်းတို့ကဒုက္ခပေးမဲ့လူဖြစ်စည်းမဲ့လူမိုးဝါကြမဲ့တရားရှင်မဟုတ်ဘူးမင်းတို့နဲ့အတူတူပေါင်းနေတာအပေါင်းသင်းတငယ်ချင်းဆိုတာတရားစကံလိုက်ခဲ့ဦးဘယ်သွားသူကောင်းရဖို့ဖို့လေတငယ်ချင်းပဲကွာမင်းဟိုလောမင်းဘာမင်းတင်လိုက်သွားတယ်ဖို့ပြောမယ်ဘာလို့ရှုပ်တာတော့ဒီမှာတို့ချင်းကမင်းရတယ်ဒီမှာဝိုင်းပြတော့မှဒီပေါ်ကဆွဲရအောင်လုပ်ထတာမင်းဘောင်းနောက်ကြမလုံနေဘူး ကို့ကိုဖြည့်ဆည်းမှာဘယ်လိုလုပ်ကို့ဘေးရလူကို့ကိုကောင်းဖို့လဲကို့ဘေးရလူဘယ်လူကြီးမှခဏတို့လာတော့မဖြည့်ဆည်းနိုင်ဘူးဘယ်လူကြီးမှလည်းဘယ်လိုကောင်းရဖို့မဖြစ်နိုင်ဘူးဒီလိုပွဲပြောလို့နားထောင်နေဆိုတာခဏပဲခဏနေလို့ရှိရင်ဒီစိတ်တွေကပျောက်သွားမှာโอเคအဲ့တော့ဥအောင်ရဲ့မူတွေထဲမှာအများကြီးရှိပါတယ်နောက်တစ်ခုစကားလေးထပ်ပြောချင်တာထမ်းတဲ့တမကံကောင်းမဖြစ်စေနဲ့ဥအောင်ရဲ့ဘဝမှာရွှေကုံတွေဖြစ်လာအောင်ကိုယ်ရရောင်းရင်းတက်လာနဲ့ငါကိုယ်ရရောင်းပြီးတိတ်ချင်တဲ့မနေနဲ့အခုလုံနေတဲ့အလုံလေးအားမရနဲ့ထတ်တို့ထတ်ချက် သူများခေါင်းမော်တင်နောက်တစ်ခုထက်ချက်เนาะအဲ့တော့ဦးအောင်ဆရာတယောက်ကပြောတယ်ထိုက်တဲ့သမားကံကောင်းမဖြစ်စေနဲ့ဟာဆရာအားဘာလို့ဟဲ့အောင်ထိုက်တဲ့သမားကံကောင်းတော့မင်းချွေမမြတက်ရတာဗောတဲ့ဆိုင်ကသမားကံကောင်းတော့ဆိုင်ကမမြနေရတယ်ခွင့်ရသမားကံကောင်းတော့ခွင့်ရမမြအဲ့တော့ကို့လုပ်ငန်းစီဘာလဲပတ်ဝန်းကျင်ကောင်းမွေးဆွေကောင်းဆရာကောင်းလုပ်ငန်းကောင်းတာကိုကြောက်ဒါလေးတွေတာယာပြီးတော့ဟလာငါခုနပြောလို့ချမ်းရေတန်းဦးအောင်တို့လိုက်ကြည့်ဟာသူတို့ရေတန်းသူများတွေရတယ်ကျွန်တော်ဦးအောင်ပြောတယ်သူတို့မလို့အချင်းမပြေတာဒါလေးတွေဘာလဲလို့ဦးအောင်နဲ့သူများတွေရတယ် ။တမီးတို့လောက်သားတို့လောက်တော့အကောင်းမှုတဲ့တမီးတို့တော်တော်ပေါင်းလာ။အေးမင်းတို့ကိုကိုကိုအဲ့လိုကားပုံကတော်တယ်ထင်နေတာကမင်းတို့ဒုက္ခရောက်ပါလေ။ငါအမြဲတမ်းလိုနေအခုမင်းရေတန်းနဲ့စားလို့ရှိရင်ဟိုအပိုင်းလိုဟာလာဒီတဲ့နာမည်ကြီးတဲ့ဟာဒီသွားကြည့်။ကိုဘာလိုလို့တော့ပြုတ်လေ။ကိုကိုကိုဘယ်တော့မှပြည့်စုံတယ်လို့မထင်ဘူး။ဥအောင်အင်တာဗျူးတိုင်းဖြေပါလေ။ကိုကိုကိုတထေးလိုထင်နေနေနောက်ဆုံးတထေးဖြစ်တဲ့နေ။ကိုရင်မကူးတော့ဘူးဆိုရင်ညုတ်သွားမှာပေါ့။နော်ဒီလောကမှာနေမယ်ဆိုရင်တကယ်လို့များစည်းဝါးလုပ်မယ်ဆိုရင်ငါဘယ်တော့မှမတည်ဘူးလို့ကိုကိုကိုတွေ့ တရားအားထုတ်မယ်ဆိုရင်တော့ငါမနက်ဖြန်ကတည်တော့မယ်လို့ပြောရဲနှစ်မျိုးရှိတယ်နော်တရားအားထုတ်မယ်ဆိုရင်တော့တရားစခန်းထဲကြာတော့မနက်ဖြန်ကတည်တော့မယ်ဆိုကိုယ့်ကိုစက်ကုန်တည်ချအောင်တရားအားထုတ်လာတယ်တရားစခန်းရှိတယ်ဥပ္ပေါ်စီမှာလာခဲ့နော်တရားအားထုတ်ဖို့လေဥပ္ပေါ်ရဲ့မူထဲမှာစီးပွားဖြစ်လို့ဒီဖြစ်စီနိဗ္ဗာန်ရလို့ဒီဖြစ်ဒီတရားထိုင်မှာလာစဉ်ဥပ္ပေါ်လို့တရားစခန်းရှိပါတယ်နော်အဲ့တော့တရားစခန်းဘာကြောင့်ထိုင်ရမှာ